အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာဒီနေ့မှာတော့လိန်တန်သေးတဲ့သူတွေအတွက် အထူးလက်ဆောင်တင်ဆက်ပေးခြင်းပါတယ်။အဲ့ဒီကြောင့်မပြောခင်အလုံးတွဲစမ်းမာရေးဘဟုတုတာဖြစ်သိထားတဲ့နဲ့ရှင်ခွေးနာကြရင်ထိဆုံးတတ်သလားဆိုတာအရင်ပြောပြခြင်းပါတယ်။အဲ့ဒါပြီးရလေးစတိုက်လိတ်တန်သေးတဲ့သူတွေအတွက်အထူးလက်ဆောင်တင်ဆက်ပေးတော့မှာမို့အစီအစဉ်အဆုံးထိကြည့်ပေးထားပါရှင့်။ရှိခွေးနာကြရင်တည်ဆုံတတ်တယ်လားအမေရိကန်မူလာရင်းကြောင့်ပြခန့်မှုမှာ ကလင်းတွေကိုကာကွယ်ရေးတိတ်ဆုံသွားတဲ့ဆီယာမရဲ့အမျိုးသားဟာသူ့စနေစာဘနာအတွက်ပြင်ဆင်နေတုန်းမှနှလုံးဖောက်ပြီးခွင်လွန်ခဲ့တယ်လို့ကလင်းနေမှာပါလာပါတယ်။လူတွေဟာကိုယ်တိတ်ချရတဲ့သူတွေတိတ်ဆုံသွားတဲ့အခါမှာတကယ်ပဲရှီခွင်းတော်စာပြီးတိတ်ဆုံတတ်တလားဆိုတာမျှဝေပြီးသွားမှာပါ။ရှီခွင်းတော်ဆိုတော့စိတ်ဖြစ်စီမှုပြင်းထန်တဲ့စိတ်ခံစားမှုဆိုးရွားစွာနာမကျန်ဖြစ်မှုကြီးမားတဲ့ခွေစိတ်မှုတို့ကြောင့်ဖြစ်တဲ့ ရာယီတစ်လုံးအချိန်လေးတစ်ခုပါ။ရှင်ခွေးနာဇာသူတွေမှာရုပ်တရက်ရှင်ဘတ်အောက်တာခန်းစားရတပြီးနှလုံးပေါက်တယ်လို့ထင်တတ်ကြပါတယ်။တကယ်တော့ရှင်ခွေးနာဆိုတော့နှလုံးရဲ့အစိပ်ပိုင်းတစ်ခုမှသာဖြစ်တဲ့နှလုံးသွေးညင်မှုရာယီရဲ့တန်ခြင်းပဲဖြစ်ပါတယ်။အဲ့ဒီအချိန်နှလုံးရဲ့ဇန်တဲ့အစိပ်အပိုင်းတွေကပိုအလုံးလုံးကျပါတယ်။ရှင်ခွေးနာကြတဲ့ကနှလုံးပေါက်ခြင်းနဲ့ခက်ဆင်းဆင်းတို့ပဲ ရှင်မအောင်တော်အသက်ရှူမှွာတာတွေဖြစ်ပါတယ်။ရှင်ခွဲနာစာခြင်းကကုသလို့ရပြီးအများအဖြစ်သုဝသာသူသက်သာပြောက်ကင်းသွားပါတယ်။ဒါပေမဲ့ရှောင်းရှောင်းပါပါရှင်ခွဲနာစာလို့ဒိတ်ဆုံးတာမျိုးလည်းရှိပါတယ်။တကယ်လို့စိတ်တိတ်ခိုက်စရာတခုစုံရပြီးနောက်ရှင်မအောင်တော်နှလုံးခုန်မြန်တော့မမှန်တော့အသက်ရှူမှွာတာတွေဖြစ်လာခဲ့ရင်ဆက်စစ်စေကူတော်မူခံယူတင်ပါတယ်။ ဆက်လက်ပြီးတော့လိန်တန်သေးတဲ့သူတွေအတွက်အထူးလဆောင်တင်ဆက်ပေးခြင်းပါတယ်လိန်တန်သေးနေတော့သတ္တုမေကလေးအာသာမပြေနိုင်မှဆိုရင်ဒီစည်းစည်းရီထုံးမင်းစာဘာရီဘလုံးလုံးရဲ့ပို့ကောင်းလေးတင်ဆက်ပေးခြင်းပါတယ်လိန်မှုဆက်ဆံရေးမှာအရွေစားကဘလောက်အရေးပါလဲဆိုတော့လေးလာကြရအောင်ရှင်လိန်ဆက်ဆံတဲ့ကိစ္စနဲ့ပတ်သက်ပြီးအပြုံးများတဲ့အကြောင်းရင်းတရက်က အမျိုးသားအင်ကအရွယ်စားပဲဖြစ်ပါတယ်။လိမ့်လာမှုတော်တော်များများနဲ့သဘောရာစက်တန်ကောက်ယူချက်တွေမှာအမျိုးသားအင်ကအရွယ်စားတဲ့ပတ်သက်ပြီးဇနီးတဲ့နဲ့စစ်သူမဲခလေးတွေကအထူးတန်လေသဘောထားတာမျိုးမရှိဘူးလို့တွေ့ရပါတယ်။အရွယ်စားကစောဆောင်နိုင်စွမ်းအပေါ်မှာသက်ရောက်မှုမရှိပါဘူး။ပြောရွှင်ချင်းလူစရာကောင်းတဲ့ဆက်ဆံရေးတရက်ကို ဖန်တီးရမိစာ အမျိုးသားအများစုက အရွယ်အစားပေါ်မှာအာယုံဆိုင်လုံနေတာသာအမျိုးသားအင်ကအရွယ်စားကဖြစ်ရှိရခတဲ့ပြဿနာတရေလို့တော့ဖြစ်လာနေတယ်လို့စိတ်ချက်မှန်တကယ်သူစိတ်ချမ်းမာရေးဌာနရဲ့လက်ထောက်ပေါ်မကဒီဘကပြောကြားခဲ့ပါတယ်အမျိုးသားအင်ကရဲ့အရှိကပြင်းပြအောင်ဖြစ်ငါတသမာတစ်ချလမရှိတယ်လို့ဆိုပါတယ်မကြသေးခင်က UK ကသူ့တည်တည်တွေလောက်ဆောင်ခဲ့တဲ့လေလာမှု20မှာ အယွေစာကအမျိုးသားအများစုမှာတွင်းနည်းနေရှိတယ်လို့တွေ့ရှိခဲ့ရတယ်လို့ဖော်ပြခဲ့ပါတယ်။ကျမ်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေက လေလာမှုတွေမှာပါဝင်ခဲ့သူတွေရဲ့အယွေစာနဲ့အတိုင်းအတာတွေကိုတိုက်တာခဲ့ပြီးပဲတက်ဦးတယောက်မှမှပုံမှန်မဟုတ်တဲ့အနေအထားဖြစ်ပေါ်နေတာလေ။အယွေစာအရင်သိလို့နေတာတွေ့ရှိရတယ်လို့ပြောကြားခဲ့တာမျိုးမရှိပါဘူး။ အမျိုးသားတွေကသူတို့အရွယ်စားနဲ့ပတ်သက်ပြီးလိမ်ညာပြောဆိုတတ်ကြတယ်။အရွယ်စားနဲ့ပတ်သက်ပြီးလေးလာမှုတော်တော်များများလှုံ့ဆော်ခဲ့သလိုသဘောထားစက်တန်းကောက်ယူမှုတွေလှုံ့ဆော်ခဲ့ပါတယ်။လေးလာမှုတွေက အမျိုးသားတွေကိုရှိတဲ့နဲ့ပြန်များအရွယ်စားနဲ့ပတ်သက်ပြီးအကြံဉာဏ်ကောင်းတရက်ပေးနိုင်မှာပါ။သူတို့ကကိုယ်စိုက်ကိုပြောတဲ့အခါတလမလာတော့ပို့ပြတတ်ကြတယ်လို့ပမောခကြီးကပြောပါတယ်။ အရွယ်စားကလင်မယားဆက်ဆက်ရေးပိုကောင်းအထောက်ခံမပေးနိုင်ပါဘူးစကော့တန်တက္ကသိုလ်ကအကြောင်းသူ323ထံကနေလေရင်ကအတိုင်းထားကသူတို့ရဲ့ဆက်ဆက်ရေးပေါ်ဘယ်လိုတက်ရောက်တယ်ဆိုတာသဘောရစတန်ကောက်ယူမှုကိုအသုံးပြုလို့ဆောင်ခဲ့တဲ့လေလာမှုမှာအတိုင်းတာကသူတို့ရဲ့ဆက်ဆက်ရေးပေါ်တက်ရောက်မှုအသိမရှိတာကိုတွေ့ခဲ့ရပြီးတိတိကျကျသိနိုင်ဖို့ဆိုရင်တော့ နောက်တက်လေလာဖို့တော်တော်လေးလှုပ်ဆောင်ဖို့လိုအပ်မှာဖြစ်ပါတယ်။လေရင်ကအရွယ်စားတဲ့ကိုယ်အလေးချိန်ကပိုအေးပါပါတယ်။ခန္ဓာကိုယ်တစ်ခုလုံးမှာအစိတ်ပိုင်းတစ်ခုဖြစ်တာပါဝင်နေတဲ့လေရင်ကဆွဲဆောင်မှုအတွက်သာသက်ရောက်မှုတစ်စုတစ်ဝက်ရှိနေပုံရတယ်လို့2012ခုနှစ်ကလိမ့်လာမှုတစ်ခုမှပါရှိပါတယ်။တကယ်တော့အမျိုးသမီးတွေကအမျိုးသားတွေရဲ့အရက်အနေအမြင်နဲ့ ခန္ဓာကိုယ်အကျိုးဆက်ကြာနာမှုကို ပိုခရူဆိုင်ကြတာဖြစ်ပါတယ်။အမျိုးသားအများစုကလိမ့်တဲ့အရွယ်စားအတွက်စိတ်ပင်ပန်းနေသူတေသနာများစွာရအမျိုးသားအများစုကလိမ့်တဲ့အရွယ်စားနဲ့ပတ်သက်ပြီးအမလို့အမရဖြစ်နေကြတာတွေ့ရပါတယ်။အရွယ်စားသေးတာ၊ကြီးတာ၊တူတာ၊ရှည်တာကိုတိုင်းစားတွေ့ပုံနေတာကခန္ဓာကိုယ်ပုံမှန်သဏ္ဍာန်ပေါ်အမြင်နဲ့ လှမှုကိစ္စစိတ်ချနိုင်မှုရရှိနိုင်စမှာထိခိုက်စေပါတယ်။အွေစားရီဆိုတာကတကယ်မှာကွာခြားသွားတာမျိုးမရှိတာကြောင့်ပြညာဗီဒီယိုတွေမှမဟုတ်ရင်အွေစားကိုဘသူမှသိသိသာသာကြည့်မြင်နေနိုင်တာမဟုတ်ကြပါဘူး။သင်လို့နေပြီးတော့စိတ်တစားဖြစ်တဲ့ယောဂဆိုတာပါလေ။ကိုကပုံမှန်အွေစားရှိနေပြီမဲ့သင်လို့နေပြီးတော့တွေးပူနေတဲ့ယောဂဖြစ်နေသူတွေရှိတတ်ပါတယ်။ ဒီလိုစိတ်ပူပန်နေပြီးအလုံးမကြဖြစ်နေတာနဲ့ပဲအွေဆောင်ပူကြီးစေပူရှိစေမယ်ဆိုတဲ့ထုတ်ကုန်ပစ္စည်းတွေကိုအားကိုးချပါတယ်။တန်တရာရှိတော့တဲ့အချိန်ပဲဒီလိုထုတ်ကုန်တွေတော်တော်များများဟာအလိမ်ညာတွေပါဝင်နေတတ်ပါသေးတယ်။တချို့ဆိုအနေအမဖြစ်စေနိုင်တဲ့ဒါကြောင့်တတိထားတဲ့နာကပူကြီးဖို့မဖြစ်မနေလိုအပ်တာမဟုတ်ပါဘူးနော်။အွေဆောင်ဆိုတာလိမ့်မှုရေရဆန်းဆောင်ရေကိုအစင်သတ်မှတ်ဖို့ မလုံလောက်တဲ့နည်းလမ်းတစ်ခုဖြစ်နေပါပြီ။လိမ့်ဆက်ဆံမော်တွေအတွက်အရင်ကြည့်တဲ့အချက်ကအရွယ်စားမဟုတ်ပဲစိတ်နဲ့တာယာမှုသာဖြစ်တယ်လို့သူတည်ထနာစတန်တွေကဖော်ပြပါရယ်။မြို့သားလေရင်ကတွေဟာပြင်းပြအဖြစ်မထောင်မတဲ့ချိန်မှာသုံးလက်မကနေငါလက်မထိရှိပြီးထောင်မနေချိန်မှာငါလက်မကနေခုနလက်မထိရှိနေနိုင်တယ်လို့ပစ်ချိကစီတက္ကသိုလ်မှဒေါက်တာမက်ကပြောပါရယ်။ ။လေငါကြီးထွားစေတဲ့တောက်စီတွေကအနေရရှိနိုင်တာကိုလည်းတရေပြူတဲမာတယ်။အလွယ်တကူဝယ်ယူလို့လည်းရ။အများအပြားစိတ်နဲ့တင်တယ်ပဲ။တဘာဝပါဝင်ပစ္စည်းတွေနဲ့ဖော်ဆက်တာတွေလည်းရှိတာကြောင့်ဒီလိုအားစီတွေကိုတော်တော်များများကအားကိုးကြပါတယ်။မကောင်းတဲ့ချက်ကတော့တဘာဝစေဘဝင်ပစ္စည်းတွေနဲ့လုပ်တဲ့စေအများစုဟာတရားဝင်ခွင့်ပြုချက်နဲ့ဆက်စေပြီးမှထုတ်ထားတာမဟုတ်ကြပါဘူး။အလွယ်တကူဝယ်လို့ရနေတဲ့ လေငါထောင်မှချင်းနဲ့လင်ကိစ္စပြဒနာဆိုင်ရာစီဝါတွေဟာပဝင်စာဖော်ပြမထားတဲ့ဖြစ်စီပဲထည့်သွင်းထားတာတွေ့ရလေရှိတယ်လို့သိရပါတယ်2019ခုနှစ်ကအင်တာနက်စက်တန်တခုရာလေငါစီရီရဲ့သုံးမှုတစ်ပုံဟာဖော်ပြမထားတဲ့စီဝါတက်ဖြစ်စီတွေပါဝင်နေပြီး၎င်းတို့ကစမ်းမိုင်အနေရရှိစေနိုင်တဲ့အရာတွေဖြစ်တယ်လို့သိရပါတယ်နှလုံးစမ်းမိုင်ထောက်မှတ်မှုအကောင်းနိုင်ပါတယ်နော်လေငါကိုတွေ့ဖို့လိုပေနေတယ် နှလုံးသွေးစောကကော်ဖီပြောတဲ့ပါအရွယ်စားလောင်ဒီနေရှိပါတယ်။နှလုံးသွေးစောစမ်းမရင်မကောင်းရင်လေကိစ္စမှလည်းရလက်မကောင်းနိုင်ဘူးလို့သူတင်တီတွေကပြောပါတယ်။အရင်ဆုံးနှလုံးရောဂါဖြစ်နိုင်စေတဲ့အောင်အတတ်နိုင်ဆုံးစင်ကြီးနေထိုင်ဖို့ခရူစားလေးပဲလို့ဒေါက်တာမက်ကအကြံပြုပါတယ်။စိတ်ချုပ်ချုပ်နဲ့ရနိုင်တဲ့သဘာဝဆေးဝါးလေးတောင်းယူနေအရွယ်စားပုံကြည့်စေပြီးပိုထောင်မစေမီဆိုတော့ဆွေးဆောင်နိုင်လောက်တဲ့အချက်ဖြစ်ပေမဲ့နှိမ့်မှုဆန်ဆောင်ရေးပိုကောင်းစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ကြံမကြံခိုင်ပြီးရောဂါကိရောက်နေထိုင်ကောင်းဆရာဝန်နဲ့တိုင်ပြီးအကြံဉာဏ်တောင်းခံတာပဲဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးမှုကတော့ဒီမှာပဲခင်လာလိုက်ပါတယ်။နောက်ထပ်လည်းကျွန်တော်တို့ channel ကနေဟူသူတာပြည့်စုံပေးကြောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင့်။ကျေးဇူးအားပေးခဲ့တဲ့ပရိသတ်တရားစီစီကိုကျေးဇူးတူပဲတင်ရှိပါရရှင်။